အားလုံးကိုယေရှုခရစ်တော်နာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်သပါရယ်ဒီနေ့မှာကျွန်တော်တို့အတူတကွာလေးလာဆင်ခြင်ရမယ်ခေါင်းစဉ်ကတော့အနှစ်သာရပြေဝစီပါဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါရယ် ကျမတို့တွေဘယ်အရာလို့လုံးအနှစ်သာရပြေဝစွာနဲ့လှုပ်ဆောင်ဖို့အရေးကြီးတယ်။ကျမတို့ပေါ်တီပေါ်ပြက်နော်ယောတိယောရဲနဲ့ဖြစ်နေမယ်ဆိုလို့ရှိရင်ဘလောက်ပဲတင်လှုပ်ဆောင်တဲ့နေရာမှာ အချိန်ကုန်လူပန်းနေပါစေဒီရကအလဟသပဲဖြစ်သွားလိမ့်မယ်။နော်ကျမတို့တွေလှုပ်ဆောင်တဲ့အရာတိုင်းမှာတီးကြတဲ့နော်ရည်ရွယ်ချက်နဲ့နော်ကျမတို့ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေနဲ့ကျမတို့လှုပ်ဆောင်ပြီးမှတကယ်ကိုပဲအနှစ်သာရပြေဝဖို့အရေးကြီးတာဖြစ်တယ်။နော်ဥပမာကျမတို့ဒီအိမ်ကိုပေါ့နော်စောက်တယ်ဆိုလို့ရှိရင် 很少有时间去医院下班嘞。 နော်ကိုတယောက်တည်းနေမှာလားဒါမှမဟုတ်လို့ရှင်ကိုယ့်မိသားစုနဲ့နေမှာလားညမမိသားစုလို့ပြောတဲ့အခါမှာလည်းအဖိုးအဖွားတွေမှာအစနော်တကယ်ပဲအင်ကြီးအင်ကောင်းအာဒီမိသားစုတွေအစုံနေလို့ရတဲ့အိမ်မျိုးဆောင်မှာလားညမမဟုတ်လို့ရှင်လည်းကိုယ့်မိသားစုနော်၄၅ယောက်လေးပဲနေမဲ့အိမ်မျိုးဆောင်မှာလားနော်အိမ်ထဲမှာဘာတွေထည့်ချင်သေးလဲနော်အာကားကိုယ်တော်ထဲမှာလားနော်ပန်းချံထဲမှာလားရေကူးကန်ထဲမှာလားစသဖြင့်ပေါ့နော်ဘာတွေလုပ်ရလဲဆိုလို့ရှင် ပလန်တွေဆွဲရတယ်နော်ဒီအိမ်ကို ောက်ရခြင်းအနှစ်သာရရည်ရွယ်ချက်သည်ကိုယ့်ရဲ့မိသားစုပျော်ရွှင်မှုအတွက်ဖြစ်လိမ့်မယ်။ပြီးတော့တကယ်ပဲကိုယ့်ရဲ့တဘဝလုံးရဲ့ရည်မှန်းချက်ပန်းနိုင်လည်းဖြစ်ကောင်းဖြစ်လိမ့်မယ်။စသဖြင့်ပေါ့နော်။ဒီလှုပ်ဆောင်မှုတိုင်းမှာဒီအနှစ်သာရဆိုတာရှိရယ်။နော်အိမ်လေးတစ်လုံးပိုင်ရရင်ပြီးရောဆိုတဲ့ရည်ရွယ်ချက်လောက်ပဲမဟုတ်တော့ဘူး။တကယ်ပဲသူ့စီမှာအနှစ်နှစ်အလားအလာကနေမျှော်မှန်းထားတဲ့ရည်ရွယ်ချက်တွေတကယ်ပဲသူ့ရဲ့စိတ်ကူးအိမ်မက်တွေနဲ့ပြေဝနေလိမ့်မယ်။နော်ဆိုတော့အဲ့ဒီအရာမျိုးကိုပြောချင်တာဖြစ်တယ်။ဆိုတော့အနှစ်သာရပြေဝမှသာလင်တကယ်ပဲလှု ုတ်ဆောင်မှုရဲ့ရလက်ထွက်လာတဲ့အခါမှာဝမ်းမြောက်ခြင်းကိုခံစားရမှာဖြစ်တယ်။နော်ဥမာကျမတို့ပေါ့နော်။အာအသီးသီးရမယ်လို့ပြောတဲ့အခါမှာယုံကြည်သူရဲ့အသက်တာမှာပေါ့နော်။အသီးသီးရမယ်အသီးသီးရမယ်အဲ့ဒါကိုကျမတို့သိတယ်။နော်ဆိုတော့ဘာအသီးသီးမှာလဲ။နော်ကျမတို့ဇာတိအသီးကတော့လုံးဝသီးလို့မရဘူးအဲ့ဒါသိတယ်။နော်ကျမတို့ဝိညာဉ်အသီးသီးရမယ်။ဆိုတော့ဝိညာဉ်အသီးသီးတဲ့အခါမှာလဲကျမတို့ကအနှစ်သာရပြေဝါမှုရှိဖို့ရန်အတွက်အရေးကြီးပြန်တယ်။နော်အသီးတော့သီးလာပါပြီ။အသီးလုံးဝမသီးတဲ့အသက်တာကနေမှ ားပေါ့နော်အသီးသီးတဲ့အသက်တာကိုတော့ရောက်လာပြီဒါပေမဲ့ ကိုတီးလိုက်တဲ့အသီးဟာအနှစ်သာရမပြေဝနေဘူးဆိုလို့ရှိရင်အလကားပဲ။နော်ဥပမာကျမတို့တွေနော်ဒီအသီးနံတွေကိုဖန်ဆင်းထားတဲ့အခါမှာဘုရားသခင်ကရည်ရွယ်ချက်အတိအကျနဲ့ဖန်ဆင်းထားတယ်။နော်ဥပမာဒီတချို့သောအသီးနံတွေဆိုလို့ရှိရင်လူရဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းနဲ့တူနေတဲ့အရာတွေရှိတယ်။နော်ဆိုတော့ဘုရားသခင်အဲ့လောက်ထိပေါ့နော်ရည်ရွယ်ချက်တိတိကျကျပြပြသားသားနဲ့ကျမတို့ကိုဘာအတွက်ဘာအတွက်ဘာအတွက်ဆိုတဲ့အရာနော်ဒီအသီးနံလေးတွေမှာတော့မှဘုရားသခင်ဖန်ဆင်းတဲ့အခါမှာဒီဇိုင်းနဲ့ရည်ရွယ်ချက်နဲ့အရာသာနဲ့အတိအကျ ပုံဖော်ပြီးတော့မှဖန်ဆင်းထားတယ်ဆိုတာတွေ့ရတယ်။ဥပမာကျမတို့ပေါ့နော်အချင်တက်ဆိုလို့ရှိရင်ဗီတာမင် C ဆိုတာလူတိုင်းသိတယ်ပေါ့နော်။ဆိုတော့အချင်တက်ရရှိစေဖို့ရန်အတွက်နော်အသီးအနှံတွေကျမတို့ကြီးတဲ့အခါမှာတံမြူသီးတံမြာသီးဇောင်းလျာသီးစသဖြင့်ပေါ့နော်ချင်ချင်တဲ့အရာသာလေးပါပြီးဆိုရင်ဒါဟာဟောဗီတာမင် C ပဲ။ဒါပေမဲ့သူ့ရဲ့ဓာတ်ထဲမှာဟိုကဒီလိုမျိုးနော်ကျမတို့အတွက်အာဘယ်လိုပြောမလဲခွန်အားဖြည့်ပေးတဲ့အရာလူတယောက်အတွက်ကိုခန္ဓာမှာလိုအပ်တဲ့ဒီဗီတာမင်တွေကိုပေါ့နော်အ ာဘုရားသခင်ကဒီသီးပင်လေးတွေထဲမှာပေါ့နော်ကျမတို့ကိုထည့်ထားပေးထားတယ်။အဲ့တော့ဒီအသီးပင်တွေကိုကျွန်တော်တို့စားတဲ့အခါမှာရည်ရွယ်ချက်ရှိရှိနဲ့စားကြတာဖြစ်တယ်။ဥပမာကျွန်တော်တို့တံမြာသီးကိုစားမယ်ဆိုလို့ရှိရင်ဗာဓာတ်လိုချင်လို့လည်းသူ့ဆီရနေဗီတာမင် C ဓာတ်လိုချင်လို့ဒါကအပေါ်ယံပေါ့နော်ဒီတိုင်းပဲပြောမယ်ဆိုလို့ရှိရင်အာတိတာပါတယ်နော်။သူ့ဆီရနေအချင်ဓာတ်လေးလိုချင်လို့နော်ဥပမာကျွန်တော်တို့မိုဟင်းကားစားရဲအာအုံနှုတ်ခေါက်ဆွဲစားရဲစားသဖြင့်ပေါ့နော်ကျွန်တော်တို့ဘာလို့လဲအချင်လေးညစ်တယ်ဘာဖြစ်လို့လဲဒီမိုဟင်းကားရဲ့အရသာထဲမှာအာငံ န်အာပါပြီးပြီးချိုတာပါပြီးပြီးဒါပေမဲ့အာဒီအချင်းတက်လေးပါလိုက်မှာပို့ပြီးကောင်းမယ်ဆိုတချို့ကပို့ပြီးကြိုက်တော့ဗောနော်ဒီတံမြာသီးညှစ်ပြီးတော့มาစားကြတယ်နော်အုံနှုတ်ခေါက်ဆွဲဆိုရင်လည်းအဲ့လိုမျိုးပဲအုံနှုတ်ခေါက်ဆွဲနဲ့တံမြာသီးညှစ်ပြီးစားတော့တိတ်တော့မလိုက်ဖက်ဘူးဗောနော်ဘယ်လိုလဲဆိုတော့အုံနှုတ်ရဲ့နော်အချိုဓာတ်နဲ့နှုတ်နှုတ်ဆိုတာပါတာအောင်နော်ဆိုတော့အဲ့ဒါနဲ့အချင်းဓာတ်နဲ့တွဲလိုက်ရင်ကျတော့တိတ်တော့အဆင်မပြေဘူးဒါပေမဲ့ချို့လေအုံနှုတ်ခေါက်ဆွဲစားတဲ့အခါမှာဤမာဆိုးလို့တွေးတိုးမာဆိုးလို့စသဖြင့်ဗောနော်ဘာလဲဆိုတော့အီပြေအောင်လို့တံ မြသည်လေးညှစ်ကြတယ်ဆိုတော့ဒီတမယာသီးကို300ချင်းရည်ရွယ်ချက်ကပါလေသူစီကနေအဲ့ဒီလိုအချင်တက်လေးလိုချင်လို့အဲ့လိုမှမဟုတ်ဘဲနဲ့ကျမတို့ကတမယာသီးကိုအချင်တက်လိုချင်လို့ဆိုပြီးမှနော်အာ သုံးဆွဲလိုက်ပြီးတော့မှเนาะတမယာတိကမချင်နေဘူးပေါ့เนาะသူ့စီမှာအချင်တက်မရှိနေဘူးဆိုရင်ကျမတို့ကဒီတမယာတိကိုအသုံးပြုမှာလားအသုံးမပြုဘာဖြစ်လို့လဲကိုလိုချင်တဲ့အချင်တက်ဟာတမယာတိအဲ့ဒီတမယာတိစီမှာမရှိနေဘူးเนาะဒါမို့လို့ရှင်လဲဒီတမယာတိကအရေကခြောက်နေတယ်ပေါ့เนาะအရေမရွှမ်းဘူးဒါဆိုရင်ရောသူ့ကိုအသုံးလို့အဆင်ပြေမလားမပြေဘူးเนาะအဲ့တော့ကျမပြောချင်တာကအနှစ်သာရပြေဝနေရမယ်အသီးတော့သီးတယ်เนาะအပြင်ပိုင်းကြည့်လို့ရှင်တော့လှတာပါတာရှိတယ်ဒါပေမဲ့အထဲထဲမှာသူ့ရဲ့အနှစ်သာရရှိမနေဘူးတမယာတိဆိုရင်လဲတမယာ သီးရဲ့ဂုံပုံးနဲ့မညီနေဘူးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဘာဖြစ်လဲအလဟတ်တာပဲနော်အဲ့လိုမျိုးပဲကျွန်တော်တို့တခြားသောအပင်တွေမှာဆိုလို့ရှိရင်လည်းနော်ဒီပင်စားပင်တွေမှာသူ့ဟာနဲ့သူအရာသာမျိုးစုံရှိတယ်ချိုးတဲ့အပင်ကလည်းချိုးတယ်နော်ချိုးတဲ့အသီးကိုသီးတယ်နော်တချို့လည်းခါးတဲ့အသီးတွေရှိတယ်ဥပမာဂျဟင်ငါသီးဂျဟင်ငါသီးဆိုလို့ရှိရင်ခါးတဲ့အတွက်ကျွန်မကတော့မကြိုက်ဘူးဂျဟင်ငါသီးဆိုတော့ဝမစားအောင်နော်အိမ်မှာအမေကဂျဟင်ငါသီးချက်ပြီးဆိုကျွန်မလုံးဝမစားဘယ်တော့မှမစားတို့လည်းမတို့ဘူးထိလည်းမထိလုံးဝဂျဟင်ငါသီးဆိုဝေးရှောင်ပဲပေါ့နော်ဆိုတော့အဲ မှာတရက်ကြာတော့အမေကပြောတယ်နေငုံငါကျဲဟင်ငါဒီမခအောင်ချက်ပေးမယ်။နော်သူ့ကိုကျဲဟင်ငါဒီဟောကိုကမေးလိုက်တယ်ပေါ့နော်။ဘလို့ချက်မှာလဲကျဲဟင်ငါဒီမခမခအောင်ချက်လို့ရတယ်တဲ့။နော်မခအောင်သူ့ကိုဘလို့ဘလို့လုပ်ပေါ့နော်။အဲ့လိုမျိုးနဲ့ချက်ရင်းနဲ့မခတော့ဘူးတဲ့အဲ့ဆိုနေစားလို့ရတယ်တဲ့။အဲ့ဒါကျွန်မစဉ်းစားတာအခါဓာတ်ထဲမှာမှာပေါ့နော်။တကယ်သူ့ရဲ့စားလိုက်လို့ရှင်အာဟာရဓာတ်ရမှာလေ။ခါချင်းဆိုတဲ့အာဟာရဓာတ်ပြောမယ်ဆိုစေဖက်ဝင်တဲ့အရာရှိမှာပေါ့။ တကယ်လို့အဲ့ဒီအခါရတော့မစားဘူးဆိုရင်ကျဟင်းကားသီးစားပြီးတော့မှဘာအထိပဲရှိမှာလဲ။နော်ကျဟင်းကားသီးစားတယ်ဆိုတော့သူ့စီကနေဒီအခါတဲ့အရသာကဒီလူရဲ့ကိုခန္ဓာထဲမှာဝင်လာပြီးတော့မှအာဟာရဖြစ်စေဖို့လေ။နော်အဲ့တော့ကျဟင်းကားသီးစားလိုက်တယ်ဆိုတော့ပဲအဖတ်တင်သွားမှာတကယ်တော့ကျဟင်းကားသီးစားခြင်းရဲ့အနှစ်သာရသူ့ရဲ့အကျိုးရလဒ်ကိုကျမကခန်းစားရမှာမဟုတ်ဘူးဆိုတော့အဲ့ဒီပုံစံမျိုးဖြစ်တယ်ပေါ့နော်ဒါကြောင့်သူ့ရဲ့သဘာဝအလျောက်ဖျောက်ခင်ဖန်ဆင်းထားတဲ့အခါမှာ ဒီချိုးတဲ့အသီးဖြစ်တဲ့เนาะဒီအသီးတွေဟာလဲချိုးရမယ် ခြင်နေလို့မရအောင်ဥပမာတရက်သီးခြုံနေရမယ်။နော်တရက်သီးထဲမှာဘယ်လိုမျိုးလဲဆိုစိန်တလုံးတရက်သီးပေါ့နော်။ဆိုရင်စိန်တလုံးရဲ့တရက်သီးရဲ့ဒီအရသာဟာခြုံမြပြောမှာတခါတည်းနော်သူ့ကြီးပဲတလုံးလုံးစားလိုက်တာနဲ့တခါတည်းနော်ထမင်းစားကြမလို့လောက်အောင်ဘိုက်ပြီးဝါပြီးတော့ပြည့်တင်းသွားစေလောက်တဲ့အထိခြုံနှစ်ပြီးတော့မှတခါတည်းအနှစ်အရသာတွေနဲ့ပြေးဝါနေတာပေါ့နော်။ဘိုက်ပြည့်စေတဲ့အရသာလည်းပေးတယ်ပေါ့ရှုံမနေဘူး။နော်စားလိုက်တာနဲ့တခါတည်းလူကိုဘိုက်ပြည့်စေတဲ့ခံစားချက်ပါသူကပေးတယ်။နော်ဘိုက်ဝါသွားစေတယ်။နော်ထမင်းလွတ်တော်မှစား ားလို့ရတာပေါ့နော်ဆိုတော့ပြောချင်တာကသူ့ရဲ့ဒီအနှစ်သာရစိတ်နှလုံးတည့်ရဲ့သီးကိုစားရခြင်းအနှစ်သာရကတကယ်ကိုမှနော်ချိုနေမှပြပြဝဝခံစားရမယ်အဲ့လိုမှမဟုတ်ဘဲနဲ့သူကနော်အချင်းဆုပ်ဆုပ်နဲ့စားရတာလဲအနံ့လဲမရှိအရသာလဲမရှိနဲ့နော်အာဒါကြီးလားစိတ်နှလုံးပေါ့နော်ဘယ်သူကစားမလဲမစားဘူး ။နော်ဒါကြောင့်မလို့ကျွန်တော်တို့တွေပေါ့နော်အနှစ်သာရပြေဝဖို့အရေးကြီးတယ်။နော်အပင်တစ်ပင်မှာအသီးသီးဖို့ရန်အတွက်သာမကဘူး။ဒီသီးလာတဲ့အသီးဟာလည်းအနှစ်သာရပြေဝဖို့အရေးကြီးပါတယ်။ဒီနေ့မှာကျွန်တော်တို့တွေယုံကြည်သူရဲ့အသက်တာမှာအသီးသီးရမယ်အသီးသီးရမယ်အသီးသီးရမယ်လို့ပြောတဲ့အခါကျွန်တော်တို့အသီးတော်သီးပါပြီတဲ့။ဒါပေမဲ့ကျွန်တော်တို့တီးလိုက်တဲ့အသီးဟာအနှစ်သာရပြေဝနေသလားအနှစ်သာရမပြေဝဘူးဆိုဒီနေ့မှပြန်ပြီးတော့မှဆန်းစစ်ကြည့်ဖို့လိုအပ်ပြီးခုနပြောလို့အသင်ဟာတမယာသီးတီးပေမဲ့တမယာသီးလေးဖြစ်ပေမဲ့တင်းရဲ့အသက်တာ ထဲမှာနော်တမယာသီးထဲထဲမှာခြင်တဲ့အရာသာမရှိနေဘူးဆိုရင်အလကားပဲအဲ့လိုပဲသင်ဟာကျဲဟင်္ဂါသီးဖြစ်မယ်ဆိုလို့ရှိရင်ကျဲဟင်္ဂါသီးလေးကိုသီးပေးပေးမယ်နော်ကျဲဟင်္ဂါသီးရဲ့နော်အနှစ်သာရဖြစ်တဲ့ခါသက်ချင်းဆိုတဲ့အရာသာမရှိဘူးဆိုရင်အလကားပဲ နော်ဒီနေ့စိတ်တလုံးတည့်ရသီးဖြစ်တယ်ခြိုရမယ်ဆိုတော့နော်ဒီအနှစ်သာရရှိရမယ်အစားမခြိုပဲနဲ့ပေါ်ရှွတ်ရှွတ်နဲ့နော်အာတည့်ရသီးလို့ပြောစိတ်တလုံးသာပြောတယ်ဒါစိတ်တလုံးအတုပဲဆိုပြီးတော့နော်ဖြစ်နေမယ်ဆိုလို့ရှိရင်အသီးသာတီးပေမဲ့အနှစ်သာရရှိနေမှာမဟုတ်ဘူးအဲတည့်ရအသက်သာထဲမှာအသီးတော့တီးပြီးအနှစ်သာရပြေဝါရဲ့လားကိုကိုဖျားခင်ခြိုခိုင်းရင်တင်ခြိုရဲ့လားနော်ကိုကိုခါခိုင်းတဲ့နေရာမှာခါရဲ့လားကိုကိုချင်ခိုင်းတဲ့နေရာမှာတင်ချင်ရဲ့လား နောက်ဒီနေ့မှာလူတွေကိုမကြောက်ဘဲနဲ့ဘုရားသခင်လှုပ်ခိုင်းတဲ့အတိုင်းပြပြဝဝနဲ့အနှစ်သာရရှိစွာနဲ့အသက်ရှင်ပါဘုရားခင်တင့်ကိုချို့သောနေရာတွေမှာတော့ချင်ခိုင်းလိမ့်မယ်ချို့သောနေရာမှာအခါတက်ပေးခိုင်းလိမ့်မယ်ချို့သောနေရာမှာအချိုပဲပေးခိုင်းလိမ့်မယ်ဘုရားသခင်ကျွန်တော်တို့ကိုဖြစ်စေခြင်းနဲ့ရည်ရွယ်ချက်အတိုင်းအသီးသီးပါအချောင်မခိုးပါနဲ့နော်စားမှန်လို့ရှင် စားရဲ့အရာသာ ရှိဖို့လိုအပ်တယ်စားကအငန်းကင်းပြောက်သွားရင် ဘဲအတုံးမှမဝင်တော့ဘူးစားကိုအပြင်ကိုပဲပြစ်လိုက်တော့မယ်နော်လူတွေဟာကြော်နင်းသွားလိမ့်မယ်ရင်းနှီးကျွန်တော်တို့အဲ့တိုင်းပဲအနှစ်သာရမပြေဝဘူးဆိုလို့ရှိရင်အတုံးမရတဲ့ငယ်သားလိုမျိုးနဲ့နော်ဘုရားသခင်ရဲ့နှင်ထုတ်ခြင်းကိုခံရမှာဖြစ်တယ်ရောက်ဒီနေ့မှာမိတ်ဆွေဘုရားသခင်ကကိုယ့်ကိုဘယ်လိုအခမ်းကဏ္ဍဘယ်လိုနေရာမှာနော်အသက်ရှင်ခိုင်းလဲအမှုဆောင်ခိုင်းလဲအဲ့ဒီအရာပေါ်မှာကိုယ်ဒီအနှစ်သာရပြေဝစွာနဲ့အတိတ်ပဲရှိစွာနဲ့အသက်ရှင်ပါလို့ဒီနေ့မှာအားပေးတိုက်တွန်းလိုက်ရပါတယ်ဒီတို့ကဆူတောင်းရအောင် ။ဖခင်ခင်ကိုရောကိုကျေးဇူးတင်ပါရယ်။ကျွန်တော်ရဲ့အသက်တာသည်အသီးသီးလာခဲ့တဲ့အသက်တာဖြစ်ပေမဲ့စစ်မစွာဖြင့်ပြေဝစွာဖြင့်အနှစ်သာရအတိတ်ပဲရှိစွာနဲ့မသီးနိုင်ခဲ့မိသောအချိန်တွေအတွက်နောင်နာရပါရယ်။ဒီနေ့မှာအကောင်းဆုံးကိုသီးနိုင်ဖို့ရန်အတွက်လှုပ်ဆောင်ပါမယ်။အနှစ်သာရပြေဝစွာနဲ့သီးနိုင်စေဖို့ရန်အတွက်လှုပ်ဆောင်ပါမယ်။ကိုရောဖခင်ကိုရောဖခင်ထားတဲ့နေရာမှာသစ္စာရှိစွာဖြင့်အသက်ရှင်ပါမယ်။အသီးမသီးနိုင်ခဲ့တဲ့အချိန်တွေအတွက်လည်းနောင်နာရလို့အသီးသီးလာခဲ့တဲ့အခါမှာလည်းအကောင်းဆုံးအနှစ်သာရပြေဝစွာဖြင့်မသီးမိခဲ့သောအချိန်တွေအတွက်နောင်နာရရယ်။ယောက် ဒီနေ့မှစပြီးတော့မှပြုပြင်ပါမယ်။ကိုရော့ဖျားကျွန်တို့ဒီအနှစ်သာရပြေဝစွာအတိတ်ပဲရှိစွာဖြင့်အသက်ရှင်နိုင်တော်သူဖြစ်စေဖို့လမ်းပြပို့ဆောင်တော်မူပါ။ကျွန်တို့အားဖြင့်ခြားတော်သူတွေကောင်းချိုးရရှိစေဖို့ရန်အတွက်ကျွန်တို့ကိုအသုံးပြုတော်မူပါ။စားကဲတို့ကျွန်တို့အပါဝင်တဲ့အရည်ဒေသတွေမှာတကယ်ပဲအတိတ်ပဲရှိစွာနဲ့ကျွန်တို့ရဲ့ဒီပါဝင်ခြင်းအရာအားဖြင့်ခြားတော်သူတွေကောင်းချီးမင်္ဂလာခံစားရရှိစေဖို့ဖြစ်စေပါမိအကြောင်းလက်တော်ထဲမှာစကဲအနန်နဲ့ကျွန်တို့ကိုသာ၍အသုံးပြုတော်မူပါ။ကျွန်တို့ကိုကိုရော့ဖျားခါခိုင်းတဲ့အရာ မှာခါပြီးတော့မှအချင်းခိုင်းတဲ့နေရာမှာလည်းအချင်းတက်ကိုပေးနိုင်စေဖို့ကိုရောဖျားချိုခိုင်းတဲ့နေရာမှာလည်းအချိုတက်ကိုပေးနိုင်စေဖို့ကျွန်တော်ဒီနေ့မှာအားထုတ်ကြိုးစားပြီးမှလှုပ်ဆောင်ပါမယ်ဆက်လက်ပြီးဆွဲခေါ်တုံသင်လန်ပြပါဂျေဇုရကိုချီးမွမ်းပါရယေရှုဖျားနာမောင်းမြှပြည့်၍ဆုတောင်းပါ၏အာမင်